မေရိကန်နိုင်ငံမှာကြီးကြီးတက်ချမ်းသာတဲ့တရေချင်းနဲ့အတူအခုလိုသမီးလေးမွေးလိုက်တဲ့မိသက်ခိုင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကြားရတဲ့သူတိုင်းအားကြမှုရောဝမ်းသာမှုရောရောထွေးသွားစေမယ့်တရင်ကောင်းလေးတစ်ခုကိုပြောပြချင်ပါတယ် တချိန်ကမြန်မာပြည်သက်တွေရဲ့အချစ်တော်ဖြစ်ခဲ့တဲ့မင်းသမီးလေးတယောက်အခုအမေရိကန်နိုင်ငံမှာမိန်းကလေးတိုင်းရဲ့အိမ်မက်သေးကလို့ဘဝမျိုးကိုပိုင်ဆိုင်နေရပြီဆိုတဲ့သတင်းမှာပဲသူမကတော့တခြားသူမဟုတ်ပါဘူးပြည်သက်တွေမှတ်မိနေကြအောင်မဲ့မင်းသမီးလေးမိသက်ခိုင်မှာပဲပြည်သက်တချို့မှတ်မိကြအောင်ပါပါမေတ္တာခိုင်ဆိုတာကဝိုင်းရင်တယောက်ဆောင်မင်းသမီးကြီးမေတင်စာဦးရဲ့တူမအရင်လေးပါသူ့ရဲ့အတော်လိုပဲအနုပညာသွေးအပြည့်ပါပြီးတော့ ဆစ်စရာကောင်းတဲ့မျက်နှာလေးနဲ့ပိုင်နိုင်တဲ့သရုပ်ဆောင်ချက်လေးတွေကြောင့်ဇက်ကားတွေရိုက်ကူးနေတော့ကပရိသတ်အားပေးမှုတော်တော်လေးကိုရရှိခဲ့တဲ့သူပါ။ ဒါပေမဲ့မေတ္တခန့်တရားအနုပညာလောကမှာအောင်မြင်မှုတွေရကြစပရိသတ်တွေရဲ့အချစ်တော်ဖြစ်နေတုံးပါပဲပရိသတ်တွေရှေ့ကနေရုတ်တရက်ပြောက်ကွယ်သွားခဲ့ပါတယ်။သူမဘယ်ရောက်သွားလဲ။ဘာရီလုံးနေလဲဆိုတော့ပရိသတ်တွေကအမြဲတမ်းစိတ်ဝင်တစားရှိခဲ့ကြတာပါ။တကယ်တော့သူမကအနုပညာအလုပ်တွေကိုဆွန့်လွှတ်ပြီးတော့အမေရိကန်နိုင်ငံကိုသူမရဲ့ဖခင်ရှင်ရာစီပြောင်းရွှေ့နေထိုင်ဖို့အတွက်ဆုံးဖြတ်ခဲ့တာပါ။အဲဒီမှာပဲသူဘဝရဲ့ကံကြမ္မာအလဲအပြောင်းကြီးအကောင်းဆုံးဖူးဆောင်ရှင်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။မေတ္တခန့်တရားအမေရိကန်ကထိတ်တန့်စီးပွားရေးလုပ်ငန်းရှင် င်ကြီးတယောက်နဲ့ဖူးစာဆောင်ခဲ့တာပါသူမရဲ့ခင်မွန်ကရိုးရိုးတထေးမဟုတ်ပါဘူးတရင်နေရမေတန်းခိုင်လက်ထပ်လိုက်တဲ့သူကတော့အမေရိကန်နိုင်ငံမှာအလွန်အောင်မြင်ကျော်ကြားပြီးတော့ဆူရှိဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်ထားနိုင်တဲ့စားသောက်ဆိုင်လုပ်ငန်းရှင်ကြီးတဦးဖြစ်တယ်လို့သိရပါတယ်တကယ်ကိုကြည်ကြည်တက်ချမ်းသာတဲ့တထေးကြီးတဦးနဲ့လက်ထပ်ပြီးတော့အမေရိကန်ကအင်ရှင်မှတထေးကတော်ဘဝကိုရောက်ရှိသွားခဲ့ရပါတယ် ဒါကမင်းကလေးနဲ့အိမ်မက်မရတဲ့ဘဝမျိုးကိုပိုင်ဆိုင်လိုက်ရတာပါပဲ။အလိလိုတရားပြောရှင်တဲ့အိမ်ထောင်တဲ့ဘဝလေးကိုပိုင်ဆိုင်ထားရင်းနဲ့ပရိသတ်တွေရဲ့အဆက်အသွယ်ပြတ်နေရကနေအခုတော့အားလုံးကိုအင်အားသင့်ဝမ်းသာစေမယ့်သတင်းကောင်းကြီးကိုဒီမကိုရိုင်းကချပြလာပါပြီ။ အဲ့ဒါကတော့မေတ္တခန့်တယောက်မိမိဖြစ်သွားပြီဆိုတဲ့သတင်းပါပဲသူတို့ဇနီးမောင်နှံကပထမဆုံးရင်သွေးဦးလေးကိုအောင်မြင်စွာနဲ့မွေးဖွားလိုက်ပါပြီချစ်စရာသမီးလေးဖြစ်ပြီးတော့နာမည်လေးကိုတော့ဂျူနိုလို့ချစ်စနိုးပေးထားကြောင်းသူမရဲ့လူမှုကွန်ရက်ကနေမိတ်ဆက်ပေးလာပါတယ်သူမချပြလာတဲ့ပုံတွေထဲမှာတော့သမီးလေးဂျူနိုကပြပြဖွဖွဖောင်းဖောင်းကိကိလေးနဲ့အရန်ကိုချစ်စရာကောင်းလွန်တာတွေ့ရပါတယ်ကြည့်ရတာအဖေတူအမေတူအလောက်တွေပေါင်းဆက်ယူထားတဲ့ကလေးလေးဖြစ်ပုံပါပဲမေတ္တခန့်ရဲ့အသေးပေးချက်အရသမီးလေးကိုမွေးဖွားပြီးတော့အခု ဆိုရင်တော့၃ဘက်လောက်ရှိသွားပြီလို့လည်းဆိုပါတယ်။ဒီသတင်းကြောင့်ပြည်သက်တွေတင်မကပါဘူး။သူ့ရဲ့အတော်ရင်ဖြစ်တဲ့မင်းသမီးကြီးမေတင်စာဦးဆိုရင်သူမလေးအတွက်ရောအရန်ကိုဝမ်းသာပီးသည့်ဖြစ်နေတာတွေ့ရပါတယ်။ တကယ်တော့ပြည်သက်တွေကမိသက်ခိုင်ကိုအနုပညာလောကမှာဆက်ပြီးတော့ရှိစေခြင်းခဲ့ကြတာပါ။သူမသာဆက်လုပ်ခဲ့ရင်ထိတ်တန့်မင်းသမီးတယောက်ဖြစ်လာနိုင်တယ်လို့မျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့အခုလိုမျိုးအနုပညာလမ်းကြောင်းကိုဆွန့်လွတ်လိုက်ရပေမဲ့တစ်ဖက်မှာလည်းမိန်းကလေးတိုင်းအားကြရတဲ့ဘဝအမေရိကန်မှာအခြေချကိုကိုအရန်ချစ်ပြီးအရန်ချမ်းသာတဲ့ခင်ပွန်းအခုဆိုရင်ချစ်စရာသမီးလေးဒီလိုမျိုးပြည့်ပြည့်စုံတဲ့မိသားစုဘဝကိုတည်ဆောက်နိုင်လိုက်တာကသူမအတွက်အကောင်းဆုံးရွေးချယ်ဖြစ်ခဲ့ပုံပါပဲ။ ပရိသတ်တွေကတော့သူမကိုကဟန်ကောင်းဆုံးမင်းသမီးလေးတယောက်ဖြစ်နေတတ်မှတ်နေကြပြီးတော့သူမရဲ့ပုံတွေထဲမှာမြင်နေရတဲ့မိခင်တယောက်ရဲ့ PD နဲ့ပျော်ရွှင်မှုတွေအတွက်ဝမ်းသာမဆုံးဖြစ်နေကြပါတယ်။ပရိသတ်ကြီးတို့လည်းအခုမေမေဖြစ်သွားပြီဆိုတော့မေသက်ခိုင်နဲ့သူမရဲ့ချစ်စရာသမီးလေးဂျူနိုတို့မိသားစုအတွက်ဝမ်းသာစကားလေးတွေမှတ်ချက်မှာဆွတောင်းပေးသွားကြပါဦးနော်။ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။